ုံးကြောင်းပေါ့ရှေ့ကအုံတိုင်းပေါ်လေးမှာတနလေးတင်ပိုခုံတက်တော့ရေကန်နောက်ကလေးကတက်တယ်ဆိုတော့အဲရေကန်ပေါ်ကသူ့နဲ့ခေါင်းနဲ့သူကဒွင်းကိုတိုက်လိုက်တယ်ဒီချက်မမရရတိုက်ခဲ့ကံနဲ့နည်းနည်းစိုးကျင်သလားလားမသိတော့ကောင်းကျင်သလားပဲခွေးကလည်းထထိုးဟောင်းလာတယ်အဲ့ကျင်ကြာခွေးဟောင်းတော့ပူပြီးတော့အပြင်ပဲရောက်နေပြီဆိုတာဆွတ်တုတ်ကြီးတာချောင်းရတဲ့ရေတွေအများပဲဟောလို့ရှိရနေတော့အဲ့ဒါလည်းမခံနိုင်တော့ပြီးပြီးဟိုဘကန့်ရောက်ပြီးတိုးတဲ့ရောက်မှတအားနဲ့မောလိုက်တာမဟုတ် ရဲတင်နန်းပေါ့နော်ကျွန်တော်တင်နန်းရှိရဆိုပြီးဒီလင်းလက်မှာတင်နန်းပေးတာရှိတယ်ဒီချင်းမီနယ်ထဲမှာလင်းလက်မှာပဲအဲတင်နန်းပြီးတော့အဲ့တင်နန်းကိုကျွန်တော်တက်ချင်တယ်လို့ကျွန်တော်အဲ့ရရဲမှုကိုပြောတော့အဲ့ရဲမှုကနေမှရတယ်ဆိုပြီးကျွန်တော်တင်နန်းကိုထည့်ပြီးလိုက်တာအချိန်မှာတော့တောင်းတောင်းမသိဘူးဆိုတော့လည်းသူအကြောင်းမသိကိုအကြောင်းလည်းမသိဆိုတော့အဲ့လိုမျိုးတွေကျွန်တော်လှုပ်ခဲ့တယ်အဲ့ကြီးစံအဲ့300တောင်းအဲ့လိုသူတို့ဖုံးဆက်တော့အဲ့သူတို့ကလည်းမလာကျွန်တော်လည်းစောင့်ရတာလည်းကြာတယ်ဆိုတော့ ကျွန်တော်ထပ်ဖုံးခေါ်တယ်ဒီမှာတော့မိုင်တိုင်းလို့အဲ၃မိုင်နှစ်ဖာလုံးဟုတ်ကဲ့၃မိုင်နှစ်ဖာလုံးဆိုပြီးတော့အဲမိုင်တိုင်းလေးကတသားတိုင်းလေးနဲ့ရေးထားရှိအဲမိုင်တိုင်းလေးအောက်မှာကျွန်တော်ထားခဲ့တယ်လို့ပြောတော့ပေါ်တင်ပဲထားခဲ့တယ်နော်လို့ကျွန်တော်ဖုံးခေါ်ပြီးပြောပြတယ်ဟောအေးအေးပါအေးပါမင်းကမလာဘူးလားတော့ငါလက်လက်နဲ့မပါဘူးလို့ငါနောက်ပြန်သွားအောင်ပါလို့ငါရှေ့ဆက်စောင့်ရင်လို့မရတော့ဘူးနော်လို့ငါအဖွဲတွေပြန်ဝင်လို့ရမှာမဟုတ်တော့မြုံသင်ကဖြစ်ပြီလို့အဲလိုပြောခဲ့ပြီးကျွန်တော်အမှထားခဲ့တယ် အမေ၃၃မိုင်နှစ်ဖာလောင်းနော်အပေါ်က၃မိုင်အောက်ကနှစ်ဖာလောင်းအဲအောက်လေးမှာကျွန်တော်ကြာကြဒီတိုင်းလေးလွယ် clean နဲ့ဆိုတော့ဒီနေ့တိုင်းလေးထားတင်ထားခဲ့လိုက်အဲဒါကျွန်တော်ပြန်သွားတော့အခွဲရောက်တော့လေဒီလိုပဲမသိမသားလေးပဲဒီလိုပဲနေပြီးတော့ရေချိုးတယ်ဘာညာဘုမသားရေကူးတယ်ပေါ့အဲလိုမျိုးလေးနေပြီးတော့ဒီကုန်လုံးရေတွေပါစုပြီးထဲမှာကောင်းကောင်းမှုပဲပြန်သွားတယ်မရင်ပြောင်းလေးပဲနေတယ်နေပြီးတော့ဖုန်းပြန်ခေါ်လာတယ်သူတို့ကနေတကယ်တေချာပြီလားထားခဲ့တယ်ဟုတ်တယ်တေချာတယ်ထားခဲ့တယ်ကျွန်တော်လည်းအဲ့လိုပြောပြီးတော့ကျွန်တော်တို့ကနေကြောက်ဖို့ ကျွန်တော်ပြန်လဲပြီးတော့ဝင်ဖို့ပြန်လုတယ်ကျွန်တော်တင်ရအဲပြန်လုတဲ့ချိန်ကြာကြောက်ထုတ်မဝင်ခင်မှာပန်းဆန်ရွာလေးမှာကျွန်တော်နေခဲ့တယ်တ냐အိတ်တယ်အဲ့ဒီချိန်မှာပဲကျွန်တော်သူတို့ရှေ့ကနေဖုန်းခေါ်ပြီးတော့မိသားကတည်းကတိချာတာတိချာတယ်သူတို့ကလည်းကျွန်တော်အဲ့မှာဗလားတအားယုံတာလားမသိဘူးအဲကျွန်တော်ကတော့တကယ်တိချာထားခဲ့မှန်ကန်ထားခဲ့တာသူတို့ကလည်းအဲ့မှာကျွန်တော်အဲ့လိုအယုံကြည်ရှိသွားပြီးတော့ねအဲ့ဒီပန်းဆန်ရွာလေးမှာဝင်ပြီးတော့တ냐နားတဲ့ချိန်မနက်ဖြန်သူကြောက်ထုတ်တဲ့ဝင်တော့မှာအဲ့ဒီညလုံးမှာပဲကျွန်တော်က သူတို့ ਨੇ ပြန်လဲချိန်ဆက်ငါမလို့ရှိလာတော့မဲဆိုတော့အေးငါဘာလက်နဲ့တွေယူခဲ့ရမလဲသူ့ကိုမေးတယ်အဲဒုတိယမျိုးကလည်း RPG ထမ်းခဲ့တဲ့ဟောလည်းပြော RPG ထမ်းခဲ့လား RPG တော့မမထမ်းကျင်လို့တော့မဟုတ်ထမ်းလို့ရတယ်ဒါပေမဲ့တော့ငါလမ်းမှာလည်းနည်းနည်းအခက်အခဲဖြစ်မှာဘာလို့ပြန်လဲပြီးတော့တိုက်ခတ်ရမယ်ဆိုရင်ဒီဖွဲ့တွေလိုက်လို့ပြန်လဲတိုက်ခတ်ရမယ် RPG ကအနည်းဆုံးကြီးပိုင်း၃လုံးပဲပါမှာလို့သူပြောတယ်အဲ့လိုပြောပြတော့မင်းလက်နက်ကြီးကတော့ပါလာတာဟုတ်ပြီပါလို့မင်းတို့ဘက်ကကြီးစံရှိတယ်မင်းတို့ထက်ပြစ်လိုက်လို့ရတယ်လို့ငါယူလာပြလို့ရတယ်လို့ပြော ဒါလည်းလမ်းမှာတော့တကယ်လို့အထူးပြုမှုဖြစ်တယ်ဆိုရင်တော့ကျွန်တော်ကတော့တည်မှာလို့ဒီ RPG ဆိုရင်တော့အလုံးစုံထမ်းကျွန်တော်လည်းသုံးလုံးထိပဲပါမှာပေါ့နော်အများကြီးမတင်နိုင်ဘူးပေါ့ကြည်ကတော့အဲ့လိုပဲပြောပြတော့အေးဟုတ်ပြီတဲ့ဒါဆိုရင်ဟာတဲ့မင်းလက်နက်ငယ်ပါတဲ့မင်းကြည်ပါမယ်မင်းခရမ်းတွေအကုန်ပါခဲ့လိုက်ရတယ်ဆိုတော့ကျွန်တော်လည်းအချိန်မှာ10နာရီခွဲထိกินကြတာ10နာရီညပဲဟုတ်ည10နာရီခွဲထိဖုန်းကြောင်းထဲမှာနားတာဟုတ်ဘုရားနားတော့10နာရီခွဲထိกินကြတော့ကျွန်တော်กินချိန်ရပြီ10နာရီခွဲပြီဒါပေမဲ့ကျွန်တော်တ냐กินချိန်တော့မနှိုးသေးဘူးကျွန်တော် ပြေးဖို့အစီအစဉ်လုပ်နေ။အဲဆိုတော့ကျွန်တော်အစီအစဉ်ကကျွန်တော်အချိန်ကနည်းနည်းစောနေတာသူတို့လူချေကမတိတ်သေးဘူးဖြစ်နေတယ်။ဒါပေမဲ့အရက်ထဲမှာတော့တိတ်သွားပြီ။ကျွန်တော်တို့အထဲမှာတော့ချင်းချင်းတယောက်နဲ့တယောက်ကတော့မတိတ်ကြသေးဘူးလေ။တိတ်စိတ်ကြသေးဘူးဆိုတော့နည်းနည်းလေးအဲ့ဒီ10နာရီခွဲကြွကြော်လောက်မှငြိမ်သွားတဲ့အချိန်ကျမှကျွန်တော်လည်းအဲ့ခဏတည်းဝတ်တယ်။ဒီချာဖဏတ်ဝတ်တယ်ဆိုတော့တောထဲမှာလည်းပြင်းပြီးထိမိခိုင်းမှဆိုလို့ပေါ့နော်။အဲအဲ့ကြောင့်ဖနက်ကိုဝတ်တယ်။အဲဝတ်တယ်၊ကြီကရဲ့ညီလေးဝတ်တယ်၊ခရရမမြအကုန်ထည့်။ထည့်ပြီးတော့ဘုန်းကြီးကဘုန်းကြီးပေါ်ရှေ့အုံတိုင်းပေါ်လေးကတနက်လေးတင်း ဟိုခုံတက်တော့ရေကန်နောက်ကလေးကတက်တယ်ဆိုတော့အဲရေကန်ဘောကသူ့နဲ့ခေါင်းနဲ့သူကဒွင်းတိုက်လိုက်တယ်ဆိုတော့တစ်ချက်မှတ်မှတ်ရရတိုက်ခဲ့မှတ်ရတော့တိုက်တော့ဒိန်းတော့အတန်းကျဲသွားတော့ကျွန်တော်ပြန်ငိန်လိုက်ရသေးတယ်တခါအဲအဲ့ချင်မအောင်မြင်လိုက်သေးဘူးငိန်လိုက်သေးတယ်ငိန်ပြီးတော့ပြန်လဲအကဲခတ်တော့ဘာမှမထူးဆိုတော့ပြန်ပြီးတော့ခုံတက်ပြီးတော့ပြန်အဲ့ဘက်ကနေပြီးထပ်ပြေးသွားလိုက်တာခွေးလိုက်တဲ့ချိန်မှာ ကံနဲ့နည်းနည်းဆိုးကျင်သလားလားမသိတော့ကောင်းကျင်သလားမသိခွေးကလည်းထထိုးဟောင်းလာတဲ့အချိန်ကျွန်တော်ကခွေးဟောင်းတော့ပို့ပြီးတော့အပြင်ပဲရောက်နေပြီဆိုတအားဆွတ်တုပ်ပြေးတာချောင်းရယ်ရေတွေအများပဲဟောလို့ရှိရနေတော့အဲ့ဒါလည်းမခံနိုင်တော့ပြည်ပြည်ဟိုဘကန့်ရောက်ပြီးတိုးတဲ့ရောက်မှာတအားနဲ့မောလိုက်တာမဟုတ်နောက်ကောအချိန်မှလိုက်လာအချိန်မှနောက်ကမလိုက်သေးဘူးမတီးလိုက်သေးဘူးမတီးသေးဘူးမတီးသေးဘူးအဲမတီးသေးဘူးအဲမတီးသေးတဲ့အချိန်ကျမှအဲကျွန်တော်လည်းဆက်ဆက်သွား သွားသွားသွားနေတယ်ရေရလည်းတော်တော်များတယ်ဖုန်းကလည်းအကြီးကောင်းကြီးဒီထဲထည့်တာတော့ရေရင်စိုးရောက်တယ်ဗျချောင်းဖက်တော့6လပိုင်းဇွန်လဆိုတော့ရေကြီးတဲ့အချိန်ဖြစ်တယ်အဲ့ချိန်မှာကျွန်တော်ကဖြတ်လိုက်တဲ့အချိန်မှာဖုန်းရေဝင်သွားတာကျွန်တော်ကဒီကတော့ကျွန်တော်ဦးစားပေးထားတာတော့ဒီလွတ်မြောက်ဖို့ပဲလားဒီဟာကျန်တဲ့ဟာတွေကိုပစ္စည်းတွေကျွန်တော်ဦးစားပေးနေတာလွတ်မြောက်ဖို့နဲ့ကျွန်တော်လက်နက်ပါတာပဲနော်တခုပြင်းတော့ပြန်ပစ်မှာပဲဒီလိုပဲအဲ့လိုမျိုးတွေးပြီးကျွန်တော်ပြေးတာပြေးတဲ့အချိန်မှာဖုန်းကပြန်လဲဝင်လာတယ်ဟိုဘက်ကန်ရောက်တဲ့အချိန်ကျတော့ ဝင်လာတဲ့အချိန်ကျတော့ပြန်ကြည့်တော့ဟာဟောင်းတော့ရေဝင်သွားပြီလေမနေ့တိခံပါမလားစစ်သည်မရရင်ငါဘယ်လိုလုပ်မလဲအချိန်မှတော့တွေးပြီးစိတ်ပူသေးတယ်။မဲကင်လိုက်တယ်ရောင်းတော့ငါပြေးလာပြီတကယ်ပြေးလာပြီဆိုတော့သူတို့ကလည်းအေးလာခဲ့လာခဲ့တဲ့မြို့ကျူနေမယ်နဲ့မနေ့ဖန်ကြရင်ရွာရောက်ရင်ရပြီတဲ့အဲ့တော့ကျွန်တော်လည်းစက်ပြေးတယ်တညာလုံးပြေးတယ်ပြန်လေဘက်ကိုပြေးတယ်အဘက်ကိုပြေးတာလားဟိုချင်းမိနယ်ဘက်ကိုပြန်တက်တာလားချင်းမိနယ်ဘက်ကိုတက်တာအပန်းဆန်အနေပြီးတော့ချင်းမိနယ်ဘက်ကိုတက်တာဖြစ်ချင်တော့ဟိုမကွေးတိုင်းတည်းကညညချင်းမှာတော့ နှောဘဲကိုရောက်သွားနှောဘဲကိုရောက်အဲနှောဘဲကိုရောက်တော့အဲမကဆိုင်းဖို့တွေ့တာဟုတ်နှောဆိုတဲ့ဆိုင်းဖို့အဲရွာလေးကိုကျွန်တော်ရွာကိုညို့ဖြတ်ပြီးတော့ကျွန်တော်တောင်ဝချိုးတက်သွားတယ်တောင်ဝချိုးတက်သွားတဲ့အချိန်မှာဖုန်းလေးရရသေးရဲ့ဆိုတော့သူ့ကိုခံဖုန်းဖို့ဘုံပြောတယ်အဲတော့ငါတို့ပြေးလာပြီလို့နှောဘဲရောက်သွားတယ်လို့ချင်းမိနေဘဲကိုဘလို့ပြန်ပြီးလမ်းတက်ရတယ်လဲဆိုတော့အဲမှာတဲ့ဟိုဘာလဲပန်းဆန်ဘက်ကနေ ချင်းပြည်နယ်တရော်ကိုလမ်းတလမ်းရှိတယ်တဲ့အဲမကွေးတိုင်းနေရနီးလို့မရှာလိုက်တယ်သူကလည်းပြောတယ်ရှော်လိုက်တော့မြေပုံမပါဘူးလားလို့မေးတယ်ကျွန်တော်မြေပုံကတော့ပါတယ်လို့ဒါပေမဲ့ဖုန်းကပြန်ကြည့်လို့မရတော့ရေဝင်နေပြီလို့မိတ်တို့မိတ်တို့လည်းဖြစ်နေပြီလို့ပြောပြတယ်အဲအဲ့လိုပြောပြပြီးတဲ့အချိန်မှာနောက်ကနေပြီးတော့အဲ့အချိန်မှာပြစ်ပြီကျွန်တော်သူနဲ့ဖုန်းပြောနေအဲ့နော့တောင်ဝင်တက်တဲ့အချိန်မှာကျွန်တော်ပြီးတော့တိသွားတယ်တက်ကနော်ပြစ်တာတက်ကနေတက်ကပြစ်တာလားကြောက်ထုကပြစ်တာလားဟိုစစ်ကြောင်းရှိတဲ့နေရာပြစ်တာလားဟိုကြောက်ကြောက်ထုတက်ကနော်လှမ်းပြစ်တာလား ကျောက်ထုတက်ကလည်းလက်နက်ကြီးပစ်ကူပေးတယ်။မှန်ပြီးရှောက်ပြတာပေါ့။ဟုတ်ရှောက်ပြတာပေါ့။ယူကျွန်တော်တို့ကျွန်တော်ပြေးလာကျွန်တော်တိုင်ရင်းရလဲ။သူကလည်း네바အရှိတွေပါထွက်ပြီးတော့အကုန်လုံးပစ်ကုန်ပြီ။အဲအဲပြစ်သူပြစ်တဲ့နေရာကတနေရာကျွန်တော်ရောက်နေတာတနေရာစီဖြစ်နေတာ။အဲသူ့ကိုပြောပြတယ်။အဲပြောပြတော့ဒုတိယမျိုးကျွန်တော်စီဒီယံဝင်တဲ့အသူတွန်လိုင်းရဲ့ဒုတိယမျိုးကိုပြောပြတယ်။အဲအဲပြောပြရချင်းတော့ဘာမှမကြောင်းလဲတဲ့သူတို့တွေကရန်တန်ပြစ်နေတာတဲ့။ကိုကနည်းနည်းတော့လန့်တာပေါ့ကြောက်တာပေါ့နော်။ အဘောင်းကြောင်းတဲ့သူတို့ရန်တမ်းပြစ်နေတာမင်းပြည့်စရာရှိရဆက်တာပြည့်တဲ့အပြည့်လည်းမင်းအဲ့နားရွာတရာမှာအိတ်လိုက်တယ်ပြောတာလေအာရွာထဲတော့ငါမရဲဘူးလို့ငါတော်ထဲမှာပဲငါအိတ်တော့မယ်လို့ပြောတာအဲ့ချိန်မှာပြောဆက်ပြေးတယ်အဲ့တော့ဘာမှမမြင်လာလေးရလည်းနည်းနည်းလေးမိတုံးမိတုံးလေးနဲ့လင်းအောင်လေးရှိရဆိုတော့အချိန်ကဆက်ပြေးတယ်မြင်းမြင်းနေတော့ညကြီးဒုံးနေပါဖြတ်တာရှူးဆိုဖြတ်သွားမိတုံးမိလိုက် ရှူးအဲ့လိုဖြတ်ညကြီးဒုံးနေပါဆိုတော့ ရှာတော့တာအမဒရုန်းကရှိလားတက်မှာတက်မှာရှိရလားကြောက်ထုတက်မှာကြောက်ထုတက်ကနေပြီးတော့ရှာရှာရှာတာအထိုင်ပေါ့အဲရှူကြီးဆိုအပေါ်နေဖြတ်သွားအကျွန်တော်အဲ့ချင်းတဲ့ဟာဒါဒုံးပဲဟာငါဒီနေရာမှာရှိတာတိသွားရလားမသိဘူးဆိုကိုယ့်ဘောဖြတ်သွားတယ်ဆိုတော့တွေးလိုက်တယ်ဟုတ်တွေးလိုက်တော့ကျွန်တော်လည်းဒီနေရာမှာဆက်မနေရတော့လေဘာဖြစ်လို့လက်နဲ့ကြီးကြလာမှာပေါ့ကိုယ့်နေရာကိုတွေးသွားရင်ပေါ့သူတို့ညီပုံတွေထောက်ပြီးခြောင်လုံးတွေရပြီးလက်နဲ့ကြီးကြလာမှာကြောက်တဲ့အတွက်ကျွန်တော်လည်းအဲ့ဒါမအိမ်ဖက်နဲ့ဆက်ပြေးတာအဲ့နှောင်းကနေဆိုးပဲရောက်သွားတယ်မဟုတ်ဘူးအဲ့ဆိုးပဲရောက်သွားတယ် ။ဆောပဲရောက်လာအချိန်မှာတော့၄နိုင်ကျော်သွားတဲ့အချိန်က၄နိုင်ကျော်တော့ကိုကလည်းတညာလုံးမြေးလာတော့မခံနိုင်တော့နည်းနည်းလေးရောမေးမယ်ဆိုမေးပြီးအိတ်လိုက်တာ။အဲအိတ်လိုက်ပြီးတော့အဲမွေလီမွေလီလေးလည်းဖြစ်ပြီးအချိန်မှာထတာကိုအိတ်လို့တော့မဖြစ်တော့လေတတိနဲ့နေရတော့မှာပေါ့နော်။ဘယ်လိုအချိန်နေရှိနေလဲမသိတော့ထပြီးတာနဲ့အဲရွာတဲ့ပထမတစ်ခေါက်ဝင်တယ်။ဝင်ဝင်ချင်းပါပဲ။တော်တော်လေးလင်းတဲ့အချိန်ကျတော့ဝင်တော့အဲမှာဟိုအမျိုးသမီးတယောက်နဲ့တွေ့တယ်။အဲအမျိုးသမီးတယောက်ကိုကျွန်တော်ကမေးတယ်။အဲ ုက္ခရာရှိလာပါဘောเนาะကျွန်တော်က CDM ဝင်လာတာเนาะဥက္ခရာရှိလာပါဘောเนาะအဲကျွန်တော်ချင်းမိနေကိုရောက်มาပဲဖြစ်มาမဟုတ်ရင်ကျွန်တော်မလွတ်နိုင်ဘူးလို့ပြောပြတော့သူကလဲရဲလာစစ်သားလာတဲ့မိတော့ကျွန်တော်လဲနားမလဲလို့လဲကိုယ့်ရဲ့ဟာနဲ့ပဲသူလုံးလဲနေရဆိုသူနားမလဲတော့ဘာပြောတာတော့မဟုတ်စစ်သားလာရဲလာပါဘောเนาะ CDM ဟောစစ်သားလို့ပြောအော်အဲ့ဒါဆိုဒီမှာခဏဆောင်းနေသူကလမ်းပေါ်မှာကျွန်တော်ဆောင်းခိုင်းနေဆောင်းခိုင်းသူကဥက္ခရာသွားပြီးပြောပြမိပါဘောเนาะအဲ့ဒါနဲ့ အဲ့သူကထွက်သွားထွက်သွားတော့ကျွန်တော်ကလမ်းပေါ်မှာမဆောင်ရဲဘူးပေါ့သူဆောင်ရဲနေရပေါ့လေစစ်သားလောက်ခဲ့တယ်ဆိုတော့လေလမ်းပေါ်မှာမဆောင်ရဲနေတဲ့အဲ့တောင်ပေါ်လေးတနေရာတက်ပြီးတော့အဲ့ချိန်မှာကျွန်တော်ကလည်းထိုင်ဆောင်နေအဲ့ထိုင်ဆောင်နေတဲ့ချိန်တော့မင်းအစိုးရဆိုတော့ ဲ့မှာသူတို့တွေထွက်လာကြတယ်သူတို့တောင်ရသွားတဲ့ဖွဲ့တွေပဲနေမှာပေါ့တူမီတွေလည်းကင်ပြီးထွက်လာကြတယ်ကျွန်တော်တူမီများလည်းမသိဘူးတနက်တွေပါလားဘာတွေပါလဲဆိုကောကြီထိုးပြီးတင်းမပေါ်ကွာလေးတင်ပြီးထိုင်ဆောင်တယ်သူတို့ချိန်ပြီးတော့ကိုကြီးနားကိုရောက်လာအနာအနာရောက်လာရင်ကျမှသူတို့ကတောင်တောင်လမ်းခွဲပြီးတောင်ပေါ်တက်သွားတော့ဩတော်သေးတယ်မဟုတ်ရင်တော့ပြစ်မိမှာပေါ့နော်သူတို့လည်းတနက်တွေပါလာဆိုကိုကိုလာပြီးတော့ဖမ်းလာတာပြစ်တာလားကိုလည်းမသိဘူးဆိုတော့လင်းတော့တော်သေးတဲ့အချိန်မှာခွဲပြီးထွက်သွားတယ်အဲ့အချိန်မှာသူကဆက်ဆောင်ခိုင်းတဲ့မျိုးသမီးရတယ် ျွန်တော်လည်းတော်တော်လေးတော့စောင့်နေသေးတယ်လမ်းပေါ်မှာတော့မစောင့်ဘူးအဲဒီဟိုတာပုံမှာစောင့်အောင်တာပေါ့နော်ခြုံထဲမှာပဲစောင့်တယ်အဲဒီကနေဆက်ထွက်တယ်ဆက်ထွက်ပြီးတော့လည်းကျွန်တော်မစောင့်ဘဲနဲ့ကျွန်တော်အပနေရရှိနေပြီလေအဲ့နေရာမှာလားပနပနညရှိတညနဲ့တညပြီးပေါ့တညရှိပြီးတော့မနေ့ရောက်ပြီပေါ့နော်အဲအဲညထွက်လာတယ်နောက်နေ့မှမနေ့ညထွက်လာတယ်နောက်နေ့မနေ့မှအဲကျွန်တော်ကအဲ့ဒီမှာသူဆောင်ခိုင်းတဲ့နေရာမှာဆက်မဆောင်ဘဲနဲ့ကျွန်တော်ကနေပြီးတော့ ောက်ချင်နေရောက်ပြီးစေတော့80ရှောက်လိုက်တော့လည်းဘာမှမထူတော့ဆက်သွက်လည်းမရတော့ဘူးဆိုတော့လေအဲ့တော့လည်းအဲ့လိုပဲစိတ်ကူးပြီးရွေးချယ်ပြီးတော့မှထွက်သွားတဲ့ချိန်မှာဆန်ဘက်ကိုရောက်လာဆန်ရွာဘက်ကိုရပြန်ရောက်လာအဲ့တော့ဒီသူက CDM မင်းတက်တဲ့ချိတ်ဆက်ပြီးတော့ဝင်လိုက်တယ်သူတို့ချီရောက်သွားတယ်ပေါ့နော်ရောက်သွားတော့သူတို့ရှိမှာရောဘယ်လောက်လောက်ကြာကြာနေခဲ့ရလဲအဲရောက်ရောက်ချင်းမှာတော့ကျွန်တော်ဒီရက်ကတော့ကြာခဲ့တယ်အဲဒီရက်နေ့လောက်ပဲကြာပြီးတာနဲ့သူတို့ဌာနချုပ်ဖြစ်တဲ့ရုံးဦးရှိကိုသွားပြီးတော့လက်နက်တွေအပ်တယ်အဲမှာသူတို့ကလည်းကျွန်တော်ကိုသုံးမှုဆွဲဖို့ ဆံပေးတယ်ဗောနော်အဲသုံးစိုးပဆံပေးတယ်လက်နဲ့တစ်ခါတည်းအမအပ်ပြီးတာနဲ့ကျွန်တော်ကအခြေဆက်ထားတဲ့ဒုတရင်မှုနဲ့သူကလည်းဗမာနေမလို့ပြောတာတော့ကျွန်တော်ကအဲသူနဲ့ခြေဆက်ထားတယ်ဆိုတော့ဗောနော်သူ့ရဲ့အသိရှိအားအမပဲကျွန်တော်နေမရလို့ပြောတော့ရပါတယ်တဲ့နေပါတဲ့ဆိုပြီးအမလေးဒူလွတ်ပေးလိုက်ဗောအဲဒီစကမ်းမှာပဲကျွန်တော်လည်းခြေဆက်ရတဲ့လူရဲ့စကမ်းမှာပဲကျွန်တော်ပတ်နေခဲ့တယ်ဗောဟောအစကမ်းမှာကြတော့ဘယ်လောက်လောက်ကြာအမကဒီရမင်းတဲ့ဗောနော်ဒီစီရမင်းတဲ့တစ်ဖွဲ့လုံးနဲ့အတွင်းမှာဗောနော်အမင်းတဲ့အတွင်းမှာနေခဲ့ရတာကြတော့ဘယ်လောက်လောက်ကြာခဲ့တယ် အဲ့ဒီ2026လပိုင်းဝင်ပြီးတာနဲ့2026လပိုင်းစီဇန်ဝင်တဲ့အဲ့ဒီအချိန်ကာလသူတို့လက်ထဲကာလကနေပြီးတော့အဲ့6လပိုင်းကနေပြီးတော့6လပိုင်းကနေပြီးတော့ဘယ်လောက်ပဲကြာလို့17လပိုင်းလောက်ကြာတော့ကျွန်တော်အပြင်မှာထွက်ပြီးနေမယ်လို့ပြောတာပေါ့နော်ကျွန်တော်လည်းအပြင်မှာထွက်ပြီးနေမယ်ပြောသူတို့ကလည်းလက်ခံပါတယ်ဗျာအပြင်မှာပဲကျွန်တော်ထွက်နေအဲ့တော့9လလောက်နေခဲ့တာပေါ့နော်ဟုတ်ကဲ့ဒီ9လလောက်ဘယ်မှာကြာတော့သူတို့တစ်ဖွဲ့နေဘိုင်စစ်စင်းကူလောက်ဆောင်ပေးတာရှိလားဒါမှမဟုတ်လည်းတန်းနှံပေးတာရှိလားဒါမှမဟုတ် တို့ဘောနော်ဟိုအတွေ့အကြုံတွေ share ပေးတာတွေဘာကြီးဘယ်လိုမျိုးတွေရှိခဲ့တယ်အဲ့မှာဘယ်လိုလုပ်ပြီးနေခဲ့ကြလဲအဲ့မှာကျတို့နားမလဲတဲ့ဟာတွေကြတော့ကျွန်တော်မေးတာဘောနော်ရဲသူရဲဘော်တွေကစအကုန်လုံးဘယ်လိုတွေလုပ်တယ်တထဲမှာတွေဘယ်လိုတွေနေကြတယ်ဗောနားမလဲတဲ့ဟာစအကုန်မေးတယ်ကျွန်တော်လည်းတောင်းပန်ထမ်းဆောင်မယ်ဆိုတော့ဟုတ်ကဲ့ရတယ်တဲ့ဆိုပြီးတော့ဒီစစ်သေးပါညာထွက်တဲ့ချိန်မှာတော့အဲ့ကျွန်တော်ရှိတဲ့ချိန်မှာတော့မဖြစ်မရှိသေးဘောစစ်သေးပါညာတော့မထွက်သေးဘူးအဲကျွန်တော်လည်းပြန်ပြီးတော့လည်းတောင်ထမ်းဆောင်မယ်ဆိုပြောတော့လည်းရတယ်လက်ခံတယ်တောင်ထမ်းဆောင်ပူတောင်ကောင်းသေးတာပေါ့နော် တောင်းဝန်ထမ်းဆောင်တော့အကုန်လုံးတက်ဖွဲ့တွေကတက်စိတ်လက်ခွဲကြတာဘူးအဲစကောင်တက်စိတ်လက်ခွဲလက်တယောက်ကတစိတ်တီတစိတ်တီထမင်းထမင်းချက်အလဲကြတယ်ကျွန်တော်လည်းကြာရင်ကျွန်တော်ချက်တယ်သူတို့အလဲကြီးကြာရင်သူတို့လည်းချက်တယ်အဲ့လိုလုပ်တယ်အမမီဒီယာတွေကလာတဲ့အင်တာလာဗျူးတွေချိန်နဲ့ကျွန်တော်ဖြီးလိုက်တယ်ပြီးရင်အဲမှာဒီမနေ့ပိုင်းမှာ BDB ပြည်တာလေ့ကျင့်ခန်းတွေပါလုပ်ကြတယ်ဘောနော်အဲ့လိုချိန်ဆိုလည်းကျွန်တော်လိုက်ပါဝင်နေပြဒန်းစီတာတွေတစ္ဆာဆူတာတွေ အမနဲ့တန်းစီညနေတန်းစီအလေးပြုလန်တိုင်းလေးပြုသစ္စာစွာတွေပါလေကျွန်တော်အကုန်လုံးလိုက်လုပ်တယ်ဘာ။အင်းအထရတ်ပွဲလုပ်တဲ့ဟာတွေပေါ့နော်ဒါမင်းနဲ့ဟိုသစ်စင်ကြီးတော့မကြုံခဲ့ဘူး။ဟုတ်ကဲ့။အဲ့လိုမျိုးတို့နဲ့တူတူပေါင်းပြီးတော့လုပ်တဲ့အနေထိုင်မျိုးတော့မရှိခဲ့ဘူးပေါ့နော်။ဟုတ်ကဲ့။အင်းအဲ့ကနေတော့ဒီပေါ့နော်ဒီမင်းတက်မင်းတက်မှနေနေရနေရပေါ့နော်။ဒီခုပေါ့နော်ဒီမီဇူလန်ဘက်ကိုပေါ့နော်ဘယ်လိုရောက်လာခဲ့လဲအဲ့ဒါလေးလည်းပြောကြပေးပါဦး။ဟုတ်ကဲ့အဲ့ဒီကျွန်တော်အဲမင်းတဲ့အဖွဲ့စည်းကနေကျွန်တော်၁၇လပိုင်းမှာကျွန်တော်ထွက်တယ်အပြင်မှာနေချင်တယ်ဆိုနေပြီးတာနဲ့ အပြင်မှာနေတော့လဲကိုကလည်းတိတ်အဆင်မပြေဘူးပေါ့နော်ကျွန်တော်တိတ်ပြီးတော့ဟိုသူတို့ကလည်းကြောက်ကြတယ်စစ်သားဆိုတော့လေစီဒီယံထွက်တယ်ဆိုတော့ရသားတယ်နေလဲကြောက်တော့တိတ်မပြေတော့ကျွန်တော်လည်းအဲ့ဒါနေပြီးတော့ဒီချင်းမိနေမှာပြန်လဲပြည်သူရတက်ဖွဲ့ဆိုပြန်လဲထူထောင်ထားတဲ့အဖွဲ့အစည်းတစ်ခုရှိတယ်အဲ့အဖွဲ့ကသူကမင်းတက်မှာစီဒီယံသမားတွေပဲနေကြတယ်ဆိုတော့ပိုပြီးအဆင်ပြေမယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုအဆင်ပြေမယ်ဆိုကျွန်တော်သွားရောက်ပြီးတော့ဝင်ပြီးတော့နေခဲ့တယ်အဲ့လိုနေခဲ့ပြီးတော့အဲ့တက်ဖွဲ့ကနေပြီးမှအဲ2023ခုနှစ်လပိုင်းမှာဒီ ရဲရဲတင်နှန်းပေါ့နော်ကွန်ပျူတာတင်နှန်းရှိရဆိုပြီးဒီလင်းလက်မှာတင်နှန်းပေးတာရှိတယ်ဒီချင်းမီနယ်ထဲမှာလင်းလက်မှာပဲအဲတင်နှန်းပြီးတော့အဲ့တင်နှန်းကိုကျွန်တော်တက်ချင်တယ်လို့ကျွန်တော်အဲ့ရရဲမှုကိုပြောတော့အဲ့ရဲမှုကနေပြီးတော့ရတယ်ဆိုပြီးကျွန်တော်တင်နှန်းကိုထည့်ပေးလိုက်တာအဲ့တင်နှန်းပြီးတာနဲ့တင်နှန်းပြီးလို့တင်နှန်းဆင်းတဲ့အချိန်လေးရောက်လဲရောက်တော့ဒီခွဲကြတာကိုအဖွဲတွေကကိုစီကိုစီတာဝန်စီနဲ့သွားတဲ့အခါကျတော့အိုက်ဇိုကမှာ ကျွန်တော်ကတာဝန်ကျတယ်အိုက်ဇိုရုံးပဲမှာပေါ့နော် မတောင်ကြတော့ကျွန်တော်အဲရုံးမှနေမယ်ဆိုပြီးတော့ကျွန်တော်ဒီဘက်ကိုရောက်လာတာဗျ။ဟုတ်။ဟောအဲတို့ရောက်လာတာ။အမတင်နန်းဘောနောက်ချင်းနဲ့ရက်တစ်ဖက်မှာအဲဒီတောင်ထန်းဆောင်ကြီးနဲ့တင်နန်းတွေဘာတက်ပြီးတော့အဲ့လိုမျိုးပြီးတဲ့ချိန်ကျတော့မှဒီဘက်ကိုရောက်လာတာမိသူတော်ရောက်လာ။လက်ရှိမှာဘောနောက်ဒီချင်းနဲ့ရက်တစ်ဖက်နဲ့ပတ်သက်ပြီးတော့ညီလေးနေနဲ့ဟောဗတာဘယ်လိုလောက်တာလဲဘယ်လိုလောက်ဆောင်ရွက်ပေးနေရလဲရှိမလဲ။ကျွန်တော်ကတော့အဲ့တင်နန်းပြီးတော့ကျွန်တော်တို့တင်နန်းမှာပြောတာတော့မင်းတို့မရှင်တစ်ခုကိုဘောနောက်လောက်ရမယ်။ မရှင်းတင်နှံပေးပြီးတော့တင်နှံကာလမှာပြောပြတာပေါ့နော်မင်းတို့မရှင်းကစစ်တိုက်ရမယ်မင်းတို့ဒီလိုဟိုအဖွဲတွေတစ်ဖွဲနဲ့တစ်ဖွဲဖြစ်တဲ့အခါကြီးကျမှမင်းတို့တွေကဝင်ပြီးတော့ပေါ့နော်တစ်ဖွဲနဲ့တစ်ဖွဲမဖြစ်အောင်ဒီလိုအဖွဲတွေစကားသားတွေပိုင်းတိုက်တဲ့အခါမှာပေါ့နော်အဲ့အဖွဲတွေဝင်ပြီးတော့ကူညီပေးရမယ်မင်းတို့ဘေးကအင်အားတွေဝင်ဖြစ်ပေးရမယ်ပေါ့နော်အဲ့လိုမျိုးပြောတယ်ဗျဟုတ်ကဲ့ပါဒါမျိုးဆိုရင်တော့ရပါတယ်အဲ့ဒါတွေပြောတင်တန်းတွေပူချတယ်ဒီရုံးကိုရောက်တဲ့ချိန်ကျတော့ ရုံးမှာကြတော့လေလုပ်ငန်းကြီးပိုင်းအရတော့ဒီတူကတော့ကျွန်တော်တို့တော်တော်မရှိဘူးပေါ့နော်ကျွန်တော်တို့ကလည်းဒင်းနှင်းစင်ကသာတော်မရှိသေးဘူးအဲဒီဒီရှိတဲ့ဟာတွေကလည်းတနေနဲ့တနေမှာပဲရှိကြတယ်ဆိုတော့ကျွန်တော်ကလည်းနေမတူဆိုတော့လူမျိုးချင်းလည်းမတူဘူးပေါ့နော်အဲ့လိုမျိုးမတူတော့ဆိုတော့ကျွန်တော်တို့ကတော့ဟိုအလုပ်ကတော့မရှိဘူးပေါ့နော်အဲ့လိုမျိုးโอเคအဲ့